မင်္ဂလာပါခင်ဗျာဆာရည်သူဆီယမကြီးမဝင်းမြင့်ရေးသားတော်ကမောင်းအင်းလို့အမည်ရတဲ့ဝတ္ထုကို အပိုင်း30အနေနဲ့ဆက်လက်၍ဖျားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကမောင်းအင်းအပိုင်း30ငကိုကပင်တတိချီလာသည်မဟုတ်ပဲချောင်ချောင်တွေ့လျင်အလွယ်တကူအုပ်ပြီးစားခဲ့ကြဟန်တို့သောလူသူနှစ်ယောက်သည်မခင်သောအမိန်အတိုင်းသူတို့နှင့်အနည်းဆုံးမှရှိသောပထောက်ပင်ကြီး၏ပင်စီကိုကြောမိကရက်၍မခင်သောအားကြောက်ရွံ့ဟန် မခံကြည့်ဟန်မကြေချမ်းဟန်ဖြင့်ကြည်နေကြလေမခင်စောသည်လူစိုးနှစ်ယောက်အားလုံးဝအလင်မပေးပဲတတိနှင့်စောင့်ကြည့်ကတနတ်ကိုချိန်ထားရင်ကပြောလာ၏ငါ့ကိုမင်းတို့နှစ်ယောက်နိုင်နိုင်နေနေအုံမိရင်ပျက်စီးလဲယူ လူလဲဖြစ်စီးမလို့မဟုတ်လားမခင်စော၏အမေကိုနှစ်ယောက်စလုံးကမဖြေသူတို့၏မျက်လုံးများကပတ်ဝန်းကျင်ကိုလှဲ့ကစားလာ၏ဟေးထွက်ပြေးမယ်မကြံနဲ့နော် ငါတနက်ကတစ်ခါပြစ်တစ်ခါမောင်းဆွဲရတဲ့တနက်မဟုတ်ဘူး။အော်တိုမက်တစ်ဇက်တိုက်ပြစ်လို့ရတဲ့တနက်။မခင်စောဤစကားကြောင့်လူစိုးနီယောက်ဤမျိုးလုံးများငြိမ်သွားပြန်သည်။သူတို့သည်မခင်စောကိုနိုင်နေအောင်လမ်းစာမရှာနိုင်ရှိ။မခင်စောရက်နေရနေရမှာ သူတို့နှင့်15ပေခန့်ကွာနေတဲ့ဖြင့်ခုံအုပ်ရန်လည်းမဖြစ်နိုင်။မခင်စောကနေကာမျက်မှန်တက်ထားသည်ဖြင့်လည်းမခင်စောဤမျိုးလုံးကိုအလေဖမ်းရန်လည်းမစွမ်းနိုင်ရှိ။ဟေး ငါမေးတာပြောကြလေမက်ကင်ဆော်ကြီးအမေးကိုတူးသောလူဆိုးကအတန်မှန်မှဖြင့်ဖြေလိုက်လူဆိုးဆိုတာကိုနိုင်ရင်လှုပ်ရှင်တို့လို့လှုပ်မှာပေါ့မက်ကင်ဆော်ကစိတ်မဆိုးပဲအတန်အေးအေးဖြင့်ပြောလိုက်မင်းမိကောင်းဖခင်တာကောလိပ်ကြောင်းထွက်ခေပညာတဲ့တယောက်ပါမျိုးထွန်းရင်ဘာကြောင့်ဒီလောက်စိတ်တန့်ယုံညံ့သွားရတာလဲနာမည်ဖော်ကဆုံးမတယ်လို့ပြောလိုက်တော့မက်ကင်ဆော်စကားကြောင့် လူသူဘဝရောက်နေပြီဖြစ်သောကိုမျိုးထွန်းသည်သက်ခနဲဖြစ်သွားလေသည်မခင်စောပြောလိုက်သောလေတံမှာကျင်နာမှုတံပါနေသည်ဖြင့်ကိုမျိုးထွန်း၏မျက်နှာသည် လူသူအတွင်မျက်နှာထားမှရိုးရိုးမျက်နှာထားသို့ပြောင်းသွားလေသည်ခမကျွန်တော်ကိုသိသလားမောင်မျိုးထွန်းကအံ့ဩဟန်ဖြင့်မေးလိုက်သိတာဗောမင်းတို့နှစ်ယောက်စလုံးကိုငါသိတယ်မင်းတို့အသက်တွေငါလက်ထဲမှာရှိနေတာနော်ငါပြစ်လိုက်ရင်ငါမှာဘာအပြစ်မှမရှိဘူး ဆိုတဲ့ဥပဒေလောက်တော့မင်းတို့နားလည်မှာပေါ့ဒါပေမဲ့မင်းတို့ရဲ့ယုံညံ့တဲ့စိတ်နင်းမိုးနေတဲ့ဘဝကိုငါပြုတ်ပြင်ကြည့်အောင်မယ်ဆိုတဲ့စေတနာနဲ့ငါပြစ်မှတ်သက်ပဲရှင်ယုံသာရှင်ထားတာကွယ်ဘခင်စောဒီတင်းငင်အေးမြသောအတန်ထင်ပြောနေတော့လေရှင်ထားသောတနတ်နေသူတို့နှစ်ယောက်အားကြည်နေသော မျက်လုံးကိုပါအနှဲငယ်မြမလစ်စေရန်တတိထားနေသည်ကိုမျိုးတွန်းသည်ရံမူလိုသောဟန်မပေါ်တော့ပဲဖြေးလေးစွာထန်ရှားလာ၏ ကြံလူစိုးတယောက်ကလည်းမခင်စောအားစူးစူးဆိုင်ဆိုင်ကြည့်နေရမှာခေါင်းကုန်ကကိုမျိုးထုံးနေတူထိုင်လိုက်သည်မခင်စောကရမြဲရက်လျက်တနတ်ကိုလည်းချိန်မဲချိန်လျက်ခမားပြောတဲ့စကားကိုထောက်ပြီးခမားစိတ်စေတနာကိုတစုံတစအကဲခတ်မိပါပြီကျွန်တော်တို့ရံမမှုဘူးလို့ကတိပေးပါတယ်ခမားဘသူဆိုတာသိပေးရတယ်ကိုမျိုးထုံးကတိမ်မွေ့တော်လေတန်ဖြင့်မေးလာသည်ကြံလူစိုးတယောက်ကစကားတခွန်းမှမပြောချေခေါင်းကုန်၍သာနေသည် ကိုမျိုးထွန်းကရမ်းမမှုပါဟုကတိပေးတော်လဲမခင်စောကတတိမလက်ပဲနေမြဲတိုင်းအနေထားဖြင့်ကိုမျိုးထွန်းအားဖြစ်ကြလိုက်ငါဘဝအမှန်ကစတတိဥသောမောင်ဒေါခင်စင်းတို့ရဲ့တမီပင်စင်စားနေပိုင်ခွန်တောက်ကြီးဥတိုးမောင်ရဲ့ဒုမပဲဒါပေမဲ့ဆေအတွင်းကပြင်းမညီတော်ရွာကလေးမှာစစ်ပြေးဘဝနဲ့နေရခြင်းကတော့ကောင်းချင်းပေါင်းတဲ့ဖွာသောအဖြစ်နဲ့ဇက်မြုပ်နေခဲ့တာပေါ့ဒါတော့ပြောရင်ငါဘသူလဲဆိုတာသိပြီမဟုတ်လား မမိသေးလားဟဲ့တင်းတင်းတွင်ငါဒေါခင်ဆင့်တမီခင်စောလေမခင်စောအာကိုမျိုးထွန်းကတန်အန်းတော်အောကြည့်နေလိုက်ပြီတင်းတင်းတယ်ဆိုတာကဘာလဲဗျဟုမေးလိုက်မင်းအနာမထိုင်နေတဲ့မင်းအဖော်လေဟုမခင်စောကဖြေလိုက်သူ့နာမည်ခင်မောင်တီပါဗျကိုမျိုးထွန်းကပြောရင် သူ့အဖော်အားလှမ်းကြည့်လိုက်ခင်မောင်တီအမှတ်တညာပြုထားတော်သူ့အဖော်က စကားတခုံးမှမဆိုဘဲ မခင်စောကိုမကြည့်ဝင်တယ်လို့ခေါင်းကိုသာအတွင်ငုံနေသည်။နာမည်ဆိုတာကမှတ်ပုံမတင်ပတ်ဆက်မပေးရတိုင်းမှတ်ရင်တရားမှတ်နိုင်တာပဲ။ငါကတော့သူ့ကိုတင်တင်နွယ်လို့အမှတ်တညာပြုထားစဉ်ဘဝမှာတွေ့မြင်ခဲ့ရဘူးလို့တင်တင်နွယ်အဖြစ်နဲ့ပဲသိခဲ့တယ်။မခင်စောကထို့သို့ပြောပြီးဆရာမရှိရောက်နေသောတပည့်ចောင်းသားငယ်များလိုကျုံကျုံကလေးငြိမ့်နေသောကိုမျိုးထွန်းနှင့် တင်တင်နွယ်ဖြစ်ခဲ့ဘူးသူခေမောင်တီတို့အားစူးစူးဆိုင်ဆိုင်ကြည်ကစကားဆက်လာ၏။ တယောက်နဲ့တယောက်ရန်သူကြီးတွေဖြစ်ခဲ့ရတဲ့အခုတင်ကအချိန်ကလေးမှာမျိုးထုံးလို့ခေါ်ပြီးမင်းငါဆိုတဲ့စကားလုံးတွေရင်းရင်တီတီတုံးခဲ့ရတာဝမ်းနေပါတယ်ကိုမျိုးထုံးတကယ်ဆိုတော့ကိုမျိုးထုံးရောကိုခင်ပေါင်းတီပါ ကျမထက်အသက်ကြီးကြပါတယ်အခုကျမကမိတ်ဆွေလိုသဘောထားပြီးစေတနာကောင်းနဲ့ပြောမဲ့စကားကိုတော့ကိုမျိုးထုံးနဲ့ကိုခင်ပေါင်းတီနားထောင်လိုက်မယ်လို့မျှော်လင့်ပါတယ်မခင်စောကတိမ်မွေ့တော့အတန်နဲ့ပြောရင် လက်တစ်ဖက်ကမျက်နှာတွင်တက်ထားသော နေကာမျက်မှန်ကိုလှိမ့်မြန်စွာရှုလိုက်။တနှက်ကိုတကားချိန်မြဲတမ်းချိန်လျက်ပင်ကြည်ညိုဖွယ်မျက်နှိုးဖွယ်တီကြီးခံညာ၍ကျက်တိရရှိလာသောမခင်စောအားကိုမျိုးထွန်းနှင့်ခင်မောင်တီတို့ကခေါင်းငုံနေရာမှမော့ကြည့်လိုက်ကြသည်။ကိုမျိုးထွန်းသည်မခင်စောကိုစိုက်ကြည့်နေရာမှပြင်းမညင်အောင်ရွာမှကောင်းချင်းပေါင်းတဲ့ဖွာစောကိုမြင်လာသည်။စီးတဲ့ချင်းတထေသမီးတစ်ယောက်လုံးဖြစ်လျက်နှင့်စင်ရဲ့ပင်မခံနိုင်သောတက်သည့် အရေးအချင်းဖြင့်ဘဝအတွေ့အကြုံကို အပြည့်ကင်းစွာအရှင်ပြေအောင်ရင်ဆိုင်နိုင်ခဲ့ပုံတွေကိုစဉ်းစားမိတော့အခါလာကစားတမိမြတာဖြစ်တော်ခင်မေအောင်သည်သင်ရဲမခံနိုင်စည်းစိမ်ရှိရှိနေထိုင်လိုသောဆန္ဒနှင့်ငယ်ရှိဖြစ်သောမိမိကိုဆုံးခွာကသူ့ဘဝအပြည့်စည်ခံသွားသည်ကိုစိတ်ထဲမှပေါ်လာပြန်သည်ထို့သောမခင်စောနှင့်ခင်မေအောင်ကိုနှိုင်းချင်စဉ်းစားမိသည်နှင့်တပြိုင်နက်ကိုမျိုးထွန်းသည်သူ့ကိုယ်သူရှက်လိုက်မိ၏ ငါကိုယ်တိုင်ကရောငါဘဝကိုငါဘလို့ရင်ဆိုင်ခဲ့ပါတလဲဟုထိတ်လန့်စွာတတိယလိုက်မိ၏ခင်မေအောင်ကစွန့်ခွာ၍အရှင်းနာမိရသူကိုမျိုးထုံးအဖို့ပညာဆက်တင်စရာနေတိုင်းစားတော့စရာပစ္စည်းကလည်းမရှိတွေ့တာညာတာစရာမိဘကလည်းမရှိအားဆိုင်ခွန်ဆိုင်လောက်ကန်စားလို့တော့ဆန္ဒကလည်းကင်းမဲ့သည့်အလျောက်လေလွင့်ကဖြစ်ချင်ရာဖြစ်ခဲ့ရမှာတင်တင်ွယ်ဖြစ်ခဲ့ဘူးသောခင်မောင်တီနှင့်ပေါင်းမိကလူစိုးလူမိုက်ဖြစ်ခဲ့ရသည် ယခုရင်ဆိုင်တွေ့နေရသောမိန်ကလေးသည် မခင်စောတာမဟုတ်ခဲ့လျင်လူရောပစ္စည်းပါအမဲဖြတ်လေးရှိသောသူတို့လုပ်ငန်းကိုပြန်တွေးလိုက်မိ၏။ကိုမျိုးထွန်းကတစုံတရာပြန်လဲပြောဆိုခြင်းမပြုဘဲမခင်စောကိုမေးလိုက်၏။ကိုတင်ကမခင်စောပြောခြင်းနဲ့ဆိုတာဘာလဲခမ ya ။မခင်စောကတနတ်ကိုလွယ်အိတ်ထဲထည့်လိုက်၏။သို့တော်လက်လို့စပယ်ထည့်လိုက်ခြင်းမျိုးကမဟုတ်။လွယ်အိတ်ထဲလက်၌ကတနတ်ပြောင်းကိုသူတို့နှစ်ယောက်ဘက်သို့ရှိန်ထားကြောင်း ကိုမျိုးထုံးရောခင်မောင်ဒီပါတိကြသည်လမ်းသွားလမ်းလာတစုံတဦးကမြင်သွားလျင်အထွေထူးမထင်ပဲရိုးရိုးတန်တန်အတိမိတ်ဆွေချင်းစကားပြောနေသည်ဟုယူဆကြမိဖြစ်သည်မခင်စောက စကားဆက်လိုက်ရှင်တို့နေအောင်အင်မတန်အဖိုးတန်မြင့်မြတ်တဲ့ယောက်ျားဘဝကိုရပါလျက်နဲ့လောကတန်တရားနှစ်ပြားစလုံးနင်းမုံအောင်ကိုဘဝနဲ့ကိုဖြည့်စည်းကိုအမျိုးသမီးတွေလည်းပြည့်စည်ရော လူပါဖြည့်စည်းတဲ့အလောက်ကိုလုံနေကြတာနှမျောစရာ ဝမ်းနေစရာကောင်းပါလေလူမျိုးသားတွေကိုကြည်စမ်းပါသူတို့အမျိုးတူမိန်းမတွေကိုသူတို့မဖျက်ဆီးဘူးဗမာမတွေကိုသာလိုက်ပြီးဖျက်ဆီးနေကြအဲ့ဒါရှင်တို့လိုကိုအမျိုးကိုမယိုသေးမဆောင်စည်းတဲ့လူတွေကြောင့်ဗမာမတွေကိုဘယ်လူမျိုးသားကမှမယိုသေးတာအခုရှင်တို့နဲ့ရောအပိုင်စည်းမဲ့ကြံတဲ့မိန်းမနေရာမှာကျမမဟုတ်ပဲအစွမ်းအစတတ်တိနေတဲ့မိန်းကလေးတယောက်ဖြစ်နေရင် သူ့ဘဝကိုတွေးဝင်စရာတော့မရှိဘူးရှင်တို့နှမလေးအဖြစ်နဲ့အစာထိုးစဉ်းစားကြည့်မယ်ဆိုရင်ရှင်တို့စိတ်ထဲဘလို့ခံစားရမလဲမခင်စောကစကားရက်ကသူတို့နှစ်ယောက်ကိုအကဲခတ်လိုက်နှစ်ယောက်စလုံးတုတ်တုတ်ပင်မလှုပ်ရှိမခင်စောကဆက်ပြောလိုက်ပြန်သည်အခုဗမာပြည်ဟာလွတ်လပ်ရေးရနေနေပြီရှင် ကျွန်နိုင်ငံမဟုတ်တော့ဘူးတခင်နိုင်ငံဖြစ်နေပြီဒီတော့ရှင်တို့နှစ်ယောက်အနေနဲ့တိုင်းပြည်အကျိုးဆောင်ရင်ဂုံချီရှိတေရတာရဲ့ မျိုးပြလူစုအလုပ်လုပ်ရင်ကျမလိုတနတ်ပါတဲ့လူနဲ့တွေ့ပြီး ခွေးတွေဝက်တွေတေးရတာရဲ့ဘယ်တေးချင်းမျိုးကမျက်မဲ့ထင်တယ်လဲလူဆိုတာတနေ့တေးကြရမယ်လူကြီးပဲဒါပေမဲ့ရှင်တို့နှစ်ယောက်တေးချင်းတင်ရင်ဂုံရှိရှိမြင့်မြတ်သောတေးချင်းမျိုးနဲ့တေးကြစားမှလို့ကျမစေတနာနဲ့တိုက်တွန်းပါနဲ့တွေးရင်တွေးချင်းတနတ်ဖြင့်ပြတ်တက်နိုင်သောလုံလောက်သောအကြောင်းပြချက်တွေရှိပါလေရဲ့နိမတတ်ပဲစေတနာထားကတရားချနေသောမခင်စောစကားကို ခင်မောင်ဒီကနားဝင်၍နောင်တရခြင်းပေလားဒုတိမဟုတ်တင်တင်နယ်ဘဝကပင်မခင်သောတတ္တိကိုတည်ပြီးဖြစ်၍မလွန်ဆောင်ဝွင့်၍ပေလားမသိပေခင်မောင်ဒီသည်မခင်သောမျက်နှာကိုမကြည့်ဝင်တလို့ခေါင်းငုံနေလေသည်ကိုမျိုးတွန်းသည်မှုံမိုင်းသောမျက်လုံးဖြင့်ခင်မောင်ဒီအားခတ်တေတွေစိုက်ကြည့်လိုက်ပြီးမှမခင်သောဘတ်သို့လှဲ့ကားအရှင်းနာမိလို့စိတ်လေလွင့်ခိုင်းမှာမကောင်းတဲ့အဖို့နဲ့ပေါင်းမိလို့ကျွန်တော်ဘုရားပြည့်စည်ခဲ့ရတာပါပဲ ကျွန်တော်နှုတ်ကဂတိတွေဝန်ခံချက်တွေပြောနေရင်ပိုရာကြပါလိမ့်မယ်မခင်စောဒါပေမဲ့မျိုးထွန်းတယောက်မခင်စောပြောတယ်လို့တခင်နိုင်ငံသားပီတစွာခုံရှိမြင့်မြတ်တော်တေချင်းမျိုးကိုသာလိုလားပါတယ်လေညို့လှိုင်လဲသောအတန်ဖြင့်ပြောပြီးထိုင်နေရာတစ်ပင်ရိမ့်မှထပြီးထွက်ခွာသွားလေသည်လမ်းပေါ်တွင် သူလှုပ်ရှားထားခဲ့သော မောင်းပြန်ထားသည်ကိုမျိုးထွန်းနင်းသွားသောဖနှက်အောင်မှသူတခင်အားဝမ်းနေစွာမော်ကြည့်နေတဲ့ယောင်ယောင် ခင်မောင်ဒီကရှေးရီကိုတွေးသည့်အလားသူ့ကိုလမ်းခွဲသွားပြီဖြစ်တော့ကိုမျိုးထုံးကိုမျှော့ကြည့်ကတစ်ပိကိုမိကမလုံမချက်ခိုင်မြဲပင်ထိုင်နေရဲ့ကြံရည်လေသည်မခင်စောသည်ထွက်ခွာသွားသောကိုမျိုးထုံးနှင့်ကြံရည်သောခင်မောင်ဒီကိုတလဲ့စီမိနစ်အနည်းငယ်အများစောင့်ကြည့်ပြီးသူခရီးကိုဆက်လက်၍ဖတ်ခွာသွားခဲ့လေသည်မေလကုသိုလ်ဆိုးတဲ့မိန်းကလေးမျိုးလောကမှာမရှိတော့ဘူးလို့ထင်ပါလေကိုကျော်နိုင်ရင်အားပိုးစရာတိုင်ပင်စရာ ရင်းရှာတဲ့သူတရားအောင်မှမရှိတဲ့မိဘဝဟာ။အိုးတေလိုက်တာပဲကောင်းပါတယ်လေ။ငကိုကချောမောသော ရုပ်ရည်ကို မြင်သူမေးရအောင်။ကြော်ရှင်းလှပစွာဆင်းရဲထားတဲ့ဖြင့်ရှ िख င်တက်မတ်စပွဲ ကောင်းလာသောမိမပြိုတို့ဦးကယခုလိုကျင်နာတနာစပွဲကြေကွဲဝမ်းနည်းစွာငိုကြွေးရင် မရှိတင်ခဲ့ပြောလိုက်တာမှာအတော်အသင့်စိတ်ခိုင်သောယောက်ျားတဦးကိုပင်မူးခွေရညှို့စေမိဖြစ်၏။နေရာကခင်မေအောင်ဤ အိမ်ဧခန်းအတွင်းမှာဖြစ်သည်ကလထိုင်ပေါ်မှာထိုင်နေသောကိုကျော်နိုင်သည်သူ့ရှေးရင်ဝယ်အသားချင်းထိမြန်ကပ်ပြီးတနားစပွဲကျုံကျုံကလေးထိုင်နေသောခင်မင်းအောင်ကိုအနှဲငယ်ဆိုက်ကြည့်လိုက်ပြီးမှသူ့လက်ထဲမှစာရွက်ကိုစပွဲပေါ်သို့မြင်သာစွာရှထားလိုက်သည်ခင်မင်းအောင်ကကိုကျော်နိုင်၏မျက်နှာကိုအားကိုးစွာမော်ကြည့်နေရကလှပသော မျက်လုံးမှမျက်ရည်ပေါက်ကြီးများသည့်ရှိစပွဲဖောင်းမို့သောပားပြင်ပေါ်သို့တလိမ့်လိမ့်စီးကြနေသည်မှာမချွရက်เสียပင်ဖြစ်တော်၏ ဒီစာထဲမှာပါတာက သူတို့ရှိနေတဲ့နေရာကိုလာရမယ်။မလာရင်ကျိုးစင်တက်ဖို့သာပြင်ထားလို့ရေးထားလေတော့ဘာကိုအကြောင်းပြုလဲဆိုတာကျွန်တော်ရေးလေသွားအောင်ရှင်းပြပါလားမခင်မေအောင်။ကိုကျော်နိုင်ကမော့မော့ကလေးကြည့်နေတော့ခင်မေအောင်ဤမျက်နှာကိုငုံကြည့်ပြီးမေးလိုက်။ခင်မေအောင်က မျက်ရည်တုပ်ပြီးတနားစပွဲအတန်ဖြင့်ရှင်းပြလိုက်။ဖက်စစ်တော်လန်ရင်းမှာမိကတစိတ်တဒေတာတာဝန်ယူပြီးဗမာတက်မတော်ကိုအကူအညီပေးခဲ့ဘူးပါလေကိုကျော်နိုင်။ ဲ့ဒါမိကိုတဖက်အသက်မြတ်တာရှိနေတဲ့သူကသူ့အချစ်လက်မခံလို့ဂျပန်ကိုတည်င်းပေးခဲ့တယ်။မိကတော့အပြေးကောင်းလို့လွတ်ခဲ့ပေမဲ့မိမိဘနှစ်ပါးမှာဂျပန်တွေလက်မှာအသေးဆိုးနဲ့တည်ခဲ့ရပါတယ်။ခင်မေအောင်ကစကားဖြတ်ကကိုကျော်နိုင်ကိုမတိမတာအကဲခလာ၏။ကိုကျော်နိုင်၏မျက်နှာမှာဂရုဏာရိပ်တန်းလာသည်ကိုတွေ့ရ၏။ခင်မေအောင်ကစကားဆက်လိုက်ပြန်၏။ဒါနဲ့ ။မေလေဂျပန်ကိုရောဒီတစ္ဆက်ဖောက်မျိုးဖြတ်ကောင်ကိုရောတိတ်စိတ်နာပြီးလက်စားချေဖို့အခွင့်အရေးစောင့်နေခဲ့ရကတနေ့မှာကံအားလျော်စွာလူတယောက်နဲ့အတူတစ်ပြက်တပင်အောက်မှာစကားပြောနေတဲ့တစ္ဆက်ဖောက်ကိုတွေ့လိုက်ရတယ်။အချိန်ကတော့ဖက်စစ်တော်နိုင်ရင်မပြီးခင်အချိန်ကလေးမှာပေါ့။မေကဗမာတက်မတော်ကိုအများဆုံးကိုညီတော့တက်မတော်ဘုံမှုတယောက်ကတက်ဆောင်အဖြစ်လူရမရပေးထားတဲ့ပြစ်စရိုတလက်ကလည်းအသင့်ရှိနေလေတော့ ဒေါသဖြစ်ဖြစ်နဲ့ပြစ်လိုက်တာသူ့ကိုမထိပဲသူနဲ့စကားပြောနေတဲ့လူကိုထိပြီးတေးသွားတယ်။သူကတော့ထွက်ပြေးလို့လွတ်သွားတယ်ကိုကျော်နိုင်ရင်။ဒါနဲ့ခမေအောင်ကစကားမဆုံးမီ။ဒီကောင်တေးသွားဖို့ကောင်းလိုက်တာဟုကိုကျော်နိုင်ကခံပြင်းဟန်ဖြင့်ဖြတ်ပြောလိုက်။ခမေအောင်ကစကားဆက်လိုက်ပြန်သည်။ဒါနဲ့မေလည်းကြပြကတိပြေးလာခဲ့ရတာပေါ့။မေမှားပြီးပြစ်လိုက်မိတဲ့သူက အင်္ဂလိပ်အစိုးရကလေထီးနဲ့ရှာပေးထားတဲ့မြမတက်မတော်ကိုကိုညီမဲ့သူမန်းနောက်မှတိရတို့နေယူကြုံမရဖြစ်မိပါတယ်ကိုကျော်နိုင်တေသူရဲ့တာမယာဆွေမျိုးတွေကအခုထက်တိရှိနေကြတယ်ဟိုတစ္ဆပောက်လူယုံပါကမိကိုဘလို့စုံသမ်းမီတိသွားတယ်မပြောတတ်ပါဘူးကိုတလောကစာရောက်လာတယ်လေဒီအကြောင်းနေတည်ပြီးတဲ့သူကိုမငင်းဆံမဲ့လက်ခံမှုအကြောင်းပေါ်လေမိလဲဒေါသဖြစ်ဖြစ်နဲ့တာကိုမိရှို့ပြစ်လိုက်တယ် အခုတခါဒီစာထက်ရောက်လာတယ်။မိမအားကိုးရမယ့်ဘဝမှုကြံရမရဖြစ်ပြီးကိုကျော်နိုင်ကို အခေါ်လွှတ်လိုက်ရတာပဲကိုကျော်နိုင်။မိကိုကယ်နိုင်ရင်ကယ်ပါအောင်။တကားအဆုံးတွင်ခင်မေအောင်ဒီကိုကျော်နိုင်ပေါံပေါ်မှာမျက်နှာမှောက်ပြီးငိုချလိုက်။ဒီခုမှကိုကျော်နိုင် အထိတ်ပဲရှင်းလင်းသွားရတော့၏။စာလိုရသူတို့ချင်းရကိုမလာခဲ့တော့ခင်မေအောင်မှာလူတက်မှုဖြင့်အရှုပ်ထဲရောက်ပေလိမ့်မည်။ ရှင်းရကိုတွားခဲ့မိတော့ခင်မင်းအောင်အားသူတို့အပိုင်စီးပေလိမ့်မည်။ကိုကျော်နိုင်ဒီမိတို့ကူညီရမှမသိ။ငိုနေသောခင်မင်းအောင်ကိုသာကျင်နာသောစိုက်ကြည့်နေမိသည်သည်။ငြိမ်ချက်သာကောင်းနေသောကိုကျော်နိုင်ကိုခင်မင်းအောင်ကမျက်ရည်အရွယ်သားဖြင့်မော်ကြည့်လိုက်။ခုံမင်းမြန်နိုးစရာတန်ရောစဉ်တွေ့စရာဘာမှမရှိ။တကောင်ကျွဲ့အထီးကျန်ဖြစ်နေရတဲ့မိဘဝမှာအသက်ရှည်ရှည်နေတို့လည်းအကြောင်းမထူးတော့ပါဘူးလေ။ဟိုလူယုံမှလက်ထဲလဲ မိကိုနဲ့မိအရှိကိုမအပ်ဘူး။ရာဇဝဲကောင်အဖြစ်နဲ့လဲကျိုးရှင်ကိုမိမတက်ဘူး။မိဘဝကိုသာခင်မေအောင်ကစကားကိုတပိုင်းတစားနဲ့ဖြတ်ခါကိုအောင်နိုင်ကိုမကြည့်တော့ပဲ။နှုတ်ခမ်းတင်းတင်းစိတ်ကပြတင်းပေါက်မှလှမ်းမြင်နေရတော့မိုးကောင်းကင်ပြလက်လက်ကိုငေးမြော်ကြည့်နေသည်။ကိုကျော်နိုင်သည်ယမင်းရုပ်ကလေးတို့ရှစ်ဆရာကောင်းနေသောခင်မေအောင်ကိုစိုက်ကြည့်နေမိ၏။အိမြလောက်ချောမောလှပ၍ရှစ်ဆရာကောင်းသူကလေးကို ရဲရဲတောက်ဇာတိမံတတိတွေဖြင့်ဗမာတမျိုးသားလုံးအရေးအတွေ့ဖက်စစ်ဂျပန်ရန်ကိုတွန်းလှန်ရမှာတစိမ့်တစေတာပါဝင်ခဲ့သူကလေးပါလားဟူသောအတိဒီကိုကျော်နိုင်ကြီးစိတ်တွင်မျက်နှာမှုဖြစ်ပေါ်လာသည်စစ်စရာကောင်းလာသောဤရုပ်ရည်ကလေးအားလူယုံမှလက်တို့လည်းမအပ်လို့ရှားသွေးကောင်အဖြစ်နဲ့လဲကျိုးစဉ်ကိုမပုတ်ရအောင်ကိုကျော်နိုင်ဤစိတ်တွင်ကျင်နာမှုများတဖွာဖွာပေါ်လာလေသည် မိကိုဘလို့ကူညီစေချင်တယ်ဆိုတာပြောပြပါလားကွယ်။ပေါင်ပေါ်မှာတင်ထားသောခင်မင်းအောင်ဤလက်နက်ဖက်ကိုကိုကျော်နိုင်က အမှတ်မတင်ဆုပ်ကင်လိုက်မိပြီ။ညင်သာသောလေတံဖြင့်ခင်မင်းအောင်မျက်နှာကိုငုံကြည့်ကမေးလိုက်သည်။ခင်မင်းအောင်ကစဉ်းစားသလိုတွေ့နေပြီးမှသူတို့စားထဲမှာချိန်ထားတဲ့ရက်ကဒီနေ့ပဲကိုကျော်နိုင်။သူတို့နဲ့မျက်နှာချင်းဆိုင်အတီလင်းရှင်းပြလိုက်ရှင်တယ်။ငွေလိုတယ်ဆိုရင်လည်းမိမှရှိသည်မြတ်လက်ဝက်လက်စားနဲ့ ငွေကလေးကိုပေးပြီးနောက်မနှောက်ချက်ရအောင်ကတိတောင်းရမှာပေါ့မိတယောက်တည်းမတော်ဝင်ဘူးကိုကျော်နိုင်မိကိုတနာရင်အဖော်လိုက်ခဲ့ပါနော်တကယ်လို့ငွေပေးတာမကျေနပ်ရင်လေမိဘဝအဖို့အင်းနရကံအရှိသားပဲကိုကျော်နိုင်တုံရင်လိုက်လဲစွာပြောလိုက်လိုက်မယ်မေဒါတော့လည်းအားမငယ်ပါနဲ့လေမိဘဝအဖို့အေးချမ်းတာရအောင်ကိုအကူအညီပေးနိုင်ကောင်းပါရဲ့ ကိုကျော်နိုင်ကတကယ့်စေတနာဖြင့်ပြောလိုက်။ဒါဖြင့်မေ့ပစ္စည်းကလေးတွေယူလိုက်အောင်မယ်။ခင်မယောင်ကပြောကာကျော်နိုင်အပားမှထပြီးအခန်းတွင်းသို့ဝင်သွားသည်ကိုနောက်မှစူးစိုက်ကြည့်ရင်ကိုကျော်နိုင်၏စိတ်ထဲဝင်ခင်မေအောင်အားတောက်ချက်သူလူယုံမှအားစိတ်တွင်းမှဒေါသဖြစ်မိလေသည်။ကိုကျော်နိုင်သည်မခင်စောအိမ်သို့သွားရမည်သတိမထားနိုင်တော့ပဲ။အပူတပြင်စိတ်ဆင်းရဲစရာကြုံနေရချာသောခင်မေအောင်ကိုသူ့ကားပေါ်တင်ပြီးအလျင်စလိုမောင်းထွက်သွားသည်။ ရှံဝင်းအတွင်ပန်းမြင့်များကိုကြည့်ရှုနေသောမက်ခင်စောကမိုင်းညို့သောမျက်လုံးဖြင့်လှမ်းမြော့ကြည့်သည်ကိုပင်မမြင်မိတော့ရှိခင်မေအောင်၏ညွှန်ကြားချက်အတိုင်းကမာရုပ်ပတ်မှတစ်ပင့်များအုပ်ဆိုင်နေသောတထက်အိမ်ငယ်တစ်ဆောင်ရှိတွင်ကားကိုရပ်လိုက်ကားတန့်ကြားသည့်တွင်အိမ်ရှိတကားငယ်သည်ပွင့်လာကအသက်30ကျော်အရွယ်အသားညိုညိုထောင်ထောင်ပေါင်းပေါင်းလူတယောက်ထွက်ကြည့်လိုက်။အော်ရောက်လာပြီကိုကျုပ်တို့လည်းအစင်းနဲ့စောင့်နေတာပဲ။လာလား။ အဆိုပါလူကခတ်တင်းတင်းမျက်နှာအနှဲငယ်မာသောလေတံဖြင့်တီးကြိုနှုတ်တက်လိုက်၏ခင်မင်းအောင်လည်းဆက်စုပ်ယွန်ချသောမျက်နှာဖြင့်ထိုသူအားတစ်ချက်မျှကြည့်လိုက်ပြီးကိုကျော်နိုင်ဘက်လှဲ့ကဒီလူကတပည့်ကိုကျော်နိုင် ကျမကို ရှင်းလျှောက်နေတာက သူ့เสียဟာနာမည်ကခင်မောင်တီရဲ့ဟုခတ်တိုးတိုးလှဲ့ပြောလိုက်၏မကြောက်ပါနဲ့မေကိုတရားလုံးမေးနောက်မှာပါပါတယ်ရဲရဲသာတွားပါ ကိုကျော်နိုင်ကပြန်လည်အားပေးလိုက်ပြီးအိမ်ငယ်ပေါ်သို့တက်သွားကြလေသည်။အေကန်းအဖြစ်ပြုပြင်ထားသော အိမ်ရှိခန်းတွင်ကခန်းနွမ်းနွမ်းဇပွဲကလက်ထိုင်တစ်စုံရှိလေသည်။နောက်ပေးဘက်တွင်ကအသက်အရွယ်အတော်ပင်ကြည့်ရင်နေပြီဖြစ်သောအဖွားကြီးတယောက်သည်ရင်းနှွေးချမ်းတို့အပြင်ထံကသူတို့အားကြည့်နေသည်ကို ကိုကျော်နိုင်နှင့်ခင်မင်းအောင်တို့တွေ့ရ၏။လူတယောက်ကိုတနက်နဲ့ပြည့်ဝအောင်တတ္တိကောင်းတဲ့မိန်းမပဲ။ခုတယောက်တည်းမလာဝန်းတို့အဖော်ခေါ်လာတယ်ထင်းနေ။ ကလထိုင်းတလုံးပေါ်တွင်ထိုင်ရသားရှိနေသောရုပ်ရည်လျှော်မောတန်ပြန်သည့်လူက နာသာခံခတ်စီမိအတန်ဖြင့်စီးကြိုနှုတ်ဆက်လိုက်၏တကားကြိုပွင့်ခဲ့သော အသားညွညွသူက ကလထိုင်းတလုံးမှာဝင်ထိုင်လိုက်သည်ကိုကျော်နိုင်နှင့်ခင်မေအောင်တို့သည်နှစ်ယောက်တည်းကလထိုင်းမှာရှင်ရက်ထိုင်လိုက်ကြပြီးမှခင်မေအောင်ကစကားဆလိုက်၏ဖြစ်ပြီးခဲ့တာတွေကိုနှမသားချင်းတယောက်အနေနဲ့ညာတာပြီးအနှောက်အယှက်မပေးပါနဲ့လို့မိတောင်းပန်ပါတယ်ရှင်ဟောဒီမှာ ခင်နေအောင်ကပြောပြောဆိုဆိုသူယူလာသောပစ္စည်းတုပ်ကလေးကိုလက်ကင်အိတ်အတွင်းမှထုတ်ခါဇပွဲပေါ်တင်လိုက်ပြီမင်းချမ်းသာသမျှလက်ဝတ်လက်စားနဲ့ငွေ1200ပါပဲအဲ့ဒါတွေယူပါမိဘဝအဖို့အေးအေးချမ်းချမ်းနေပြရသည်ကိုခင်မောင်ဒီရဲ့ဟုတနာဇပွဲ တောင်းမှန်လိုက်ကိုကျော်နိုင်ကမို့စကားတခေါမှမပြောသေးရှိခင်မောင်ဒီကမထီမဲ့မြင်ဟန်ဖြင့်ပြုံးလိုက် ဒါလောက်ကလေးမက်လို့များတော့ကျုပ်ကမင်းနောက်ကိုအရေးလိုတကောက်ကောက်လိုက်နေမလားမင်းရဲ့ကျုံမမောတာက အထက်တန်းသားဂုံတရေရှိမိကောင်းဖခင်တမီးတဲ့ဖြစ်ခေပညာလဲတက်ရုပ်ရည်လဲလျှော့အရေးရှင်တတ္တိနဲ့လဲပြည့်စုံတဲ့ခင်မေအောင်ကိုလိုချင်လို့ဆိုတာသိပြီမဟုတ်လားခင်မောင်တီဤနိုင်တက်စင်းနဲ့ပြောလိုက်တော့စကားကြောင့်ခင်မေအောင်ဒီကိုကျော်နိုင်အာမျက်နှာငယ်ကလေးဖြင့်အာကိုမျောလင့်သွားအကူညီတောင်းတယ်လို့တစ်ချက်ကြည့်လိုက်ပြီး ချဲ့ယွတုံညင်သောအတန်ဖြင့်ခင်မောင်တီအားပြန်ပြောလိုက်သည်မိမအလွန်အကျိုးချစ်သူရှိနေပါပြီရှင်ကျိုးချစ်တာကမိကိုအပြိုအိုခွဲခြားချစ်တာမဟုတ်ဘူးအတီနှင်းပိုင်ဆိုင်သူမရှိတဲ့ပြည့်ဒီလိုပဲလိုက်နေမှာပဲမိရေကိုကျော်နိုင်သည်ကြားပိတ်တွေတွဲနေသောခင်မောင်တီအားစိတ်ထဲကအကြီးအကျယ်ယုံမုံသွားသည်နှင့်အမျှမျက်ရည်ရင်ဝိုင်းနေသောခင်မေအောင်ကအေလူယုံမှလက်မှလွမြောက်အောင်ကဲတင်သောစိတ်ကဒါစီမရအောင်ဖြစ်ပေါ်လာလေသည် မေ့ရှိသူဆိုတာကြုတ်ပဲလက်ထပ်ဖို့စီစဉ်ပြီးသားဒါကိုခမ ्या ကအနောက်ချက်ပေးဖို့စိတ်ကူးသေးတာမခန့်ကြည့်စိတ်ဒေါသစိတ်ဖြင့်ကိုကျော်နိုင်ကလှုပ်ခနဲဝင်ပြောလိုက်ခင်မေအောင်ကကျေးဇူးတင်သောမျက်လုံးဖြင့်ကိုကျော်နိုင်အားကြည့်လိုက်ဟာဒီလိုဆိုရင်ဇပွဲပေါ်ကအထုပ်ကလေးလောက်နဲ့ဘယ်ကျင်းနဲ့လို့ဖြစ်မလဲခမ ्या မိမကျိုးစင်မတက်ရအောင်ခမ ्या ကိုမှဝတ်ဆင်ထားတဲ့ချက်ကျယ်သည်လက်ကျယ်သည် ွေကျိုးလက်ပတ်နာရင်စိတ်လက်စွတ်အိတ်သေးပါသမျှအားလုံးပေးလေကျိုးတို့ကရော့ပါသမျှရော့နကပဲနောက်မှအချင်းအချက်လောက်တာတွေမလို့ခြင်းဘူးခင်မောင်တီဤတပည့်ဆိုသူအသားညိုလူကခတ်တင်းတင်းပြောလိုက်သည်ခင်မောင်တီကမူခင်မေအောင်ကမမောသော မျက်လုံးများဖြင့်စိုက်ကြည့်ကစဉ်းစားတယ်လို့ငြိမ့်နေသည်ခင်မေအောင်ကမူကိုကျော်နိုင်ကိုသာတနာစပွဲကြည့်နေရှာနေသည်ကိုကျော်နိုင်သည်ကြားချေစကားမဆိုလိုဟန်ဖြင့်ထိုလူတောင်းသည့်အတိုင်းအားလုံးအကုန်ရှုတ်ကစပွဲပေါ်သို့ ခတ်ဆောင်ဆောင်ပြစ်ချပြီးထိုင်ရမထားလိုက်။ခမည်းတော်ကိုကြောက်လို့ပေးတယ်မထင်နဲ့။အဖိုးတန်မြမအမျိုးသမီးလေးတယောက်အဖိုးသူ့ဘဝအေးချမ်းသားရပါစေဆိုတဲ့စေတနာနဲ့ပေးတာ။ဒါလောက်နဲ့မကျင်နဲ့လို့နောက်ထပ်နှောက်ချက်မယ်၊ငွေညှက်မယ်လို့တော့မကြံနဲ့။ခမည်းတော်တည်င်းပေးခြင်းရတော့ပေး။တိုင်ခြင်းရကိုတိုင်။မိကိုထောင်ထဲမရအောင်တရားရုံးမှာကျုပ်အစွမ်းကုန်ကျင်းဆိုင်မယ်။လာမင်းပြန်ကြစို့။ကိုကျော်နိုင်ကဒေါသဖြစ်စွာပြောလိုက်၏။ ဤတွင်ငြိမ့်နေသောခင်မောင်ဒီကပြောလိုက်ကျိုးကအစကတည်းကပစ္စည်းမလို့မဟုတ်ဘူးဆိုတာပြောထားတာပဲခမ ्या လို့လက်မထက်ရသေးဘူးမဟုတ်လားကျုပ်နောက်ဆုတ်သွားအောင်အယောင်ဆောင်တော့မလုပ်နဲ့လေခင်မအောင်ကြီးအဟုတ်ချစ်သူဖြစ်နေရင်အခုချက်ချင်းယုံသွားလက်ထပ်ပါကျုပ်ကိုယ်တိုင်လိုက်ကြည့်မယ်လက်မထက်သေးဘူးဆိုရင်တော့ခမ ्या ကျုပ်ရင်ခွင်နဲ့အရှုတ်ခံဘယ်ထက်လဲဝင်မလဲ ခင်မောင်တီဤစကားကြောင့်ခင်မေအောင်တီတုံလို့ချောင်ချားသွားကိုကျော်နိုင်အားမော်ကြည့်လိုက်၏တူတောင်းလာသောအရှင်ကလေးအတွင်ဝင်ကိုကျော်နိုင်၏အုံနောက်သည်အပူတပြင်းအလုံးများသွားလေသည်ရှောမောလာပသောအကိုတန်မျိုးချစ်မယ်ကလေးသည်သူမကယ်လျင်လူယုံမဤလက်တွင်နေမောရရှာတော်မီကဲတင်မီဆိုပါကလည်းကိုကျော်နိုင်၏မျက်လုံးထဲတွင် တီကြီးခံရ၍ကြည်တည်ရှိလာသောမခင်စော၏မျက်နှာပေါ်လာသည်သို့တော်မခင်စောကသူ့အားအတေးလင်းရှိပါသည်ဟု ်ဖွင့်ဟပြောဆိုခြင်းမပြုသေးရှိကိုကျော်နိုင်၏စိတ်ထဲဝယ်မခင်စောနှင့်ခင်မင်းအောင်တို့၏အရေးအသွေးကိုနှိုင်းရှင်လိုက်မိပြန်၏မခင်စော၏အရေးအရှင်က သူ့ကိုကျော်စည်းဝါးရေးကိုအာယုံပြုသောအရေးအရှင်ခင်မင်းအောင်၏အရေးအရှင်ကဗမာတမျိုးသားလုံးအတွက်မိဘနှစ်ပါးဆုံးအောင် အနစ်နာခံခဲ့သောအရေးအရှင်ကိုကျော်နိုင်တွေ့ဝင်နေခြင်းမှာခင်မင်းအောင်သည်ထာယာမထပြီးကိုကျော်နိုင်၏ရင်ဝင်ကို မျက်နာအပ်ခါမိဘဝအဖို့ မိကိုအားထားကြရာကိုကြော်နိုင်မယ်ရှိပါတော့တယ်ဟုနုညံ့တိမ်မွေ့သောအတန်ဖြင့်တိုးတိတ်ညင်သာစွာပြောလိုက်သည်တွင် ကိုကြော်နိုင်ဤလက်သည်ခင်မေအောင်ဤပခုံးကိုယူရစွာဖက်လိုက်မိသည်ခမည်းတော်မယုံရင်လိုက်ကြည့်ကြပေါ့လားမေကိုမိတ်ဆွေတရားသူကြီးတယောက်ရှိတယ်အခုတွားပြီးလက်ထပ်ကြစို့ခင်မေအောင်ပခုံးကိုဖက်လျက်အိမ်ငယ်အတွင်းမှထွက်ခဲ့သည်ခင်မောင်တီနဲ့သူ့အဖေါ်ကစပွဲပေါ်မှာပစ္စည်းများကိုဘလုံးဝတွေကောက်ယူလိုက်ကြလေသည်။တွားနှင်းကြ ခမရတို့နောက်ကမော်တော်ဆိုင်ကနဲ့ကျုပ်တို့လိုက်ခဲ့မယ်။ရီကြီးရတာတော့မလောက်ကြနိုင်နဲ့တော့။ခင်မောင်ဒီကလှမ်းပြောလိုက်လေသည်။မကင်စောသည်နန်းဘက်တွင်ရောက်လာသောသတင်းစာကိုညိုမောင်သောမျက်နှာရေဝေသောမျက်လုံးဖြင့်ဆူဆူဆိုက်ဆိုက်ကြည့်နေရမှာ။တပြင်းကို ခလေးလေးရှကသတင်းစာကိုဇပွဲဝိုင်းတစ်ခုပေါ်သို့တင်ထားလိုက်ပြီးမျက်နှာကိုရင်းကျက်တည်ငြိမ်သွားပြင်ကကြော်နိုင်ကုန်ကရီတာဆိုင်သို့ပို့ရမည်ရှုပ်ပြီးအထယ်များကိုစစ်ဆေးနေလေသည် ကျိုးသားပန်းသားဆက်ရှုပ်နေကြတော့အမျိုးသမီးတစုကမခင်စောကြီးအမူအရာကိုတတိမထားမိတော့လေပြစည်းပို့ရန်ဈေးဝယ်ရန်တောင်းဝန်ဖြင့်မခင်စောကမှားချမိကို နာယူရန်အနာတွင်အစင်သေးရောက်နေသော ကိုပါကြီးတာတို့နှင့်ပူလုံးတို့ကမခင်စောကြီးမျက်နှာကလေးကိုကောင်းကောင်းသိလိုက်သဖြင့်တတင်းစာမှာမိတို့အကြောင်းထူးပါသည်ကိုများစွာသိရှိလိုနေကြသည်သို့တော်မခင်စောအားချစ်ကြောက်ရိုသေးပြီးဖြစ်နေသဖြင့်တစုံတရာမမေးဝွန်ပဲ တယောက်မျက်နာတယောက်အတိတ်ပဲပါစွာကြည့်လိုက်ကြ၏မခင်စောသည်မတိမတားထိုင်မှိုင်းသောအတန်ဖြင့်လိုအပ်သည့်ပစ္စည်းများကိုမှားချပြောဆိုလွှတ်လိုက်ခါမှတုံးယောက်သားအထောအပူဈေးဆွဲခြင်းများကို အသေးသေးယူငင်၍အိမ်ထဲမှထွက်လာခဲ့ကြ၏တယောက်နှင့်တယောက်စကားမပြောဘဲတိတ်ဆိတ်စွာခြောက်လာခဲ့ကြရာမှခင်မေအောင်၏အိမ်ရှိသို့ရောက်သောအခါတောက်ခတ်ပိတ်ထား၍တိတ်ဆိတ်ငြိမ်သက်နေသောခင်မေအောင်၏အိမ်ကို တာတို့ကမော့ကြည့်ကစကားဆပြောလိုက်စီးစိမ်ရင်ခင်မိန်အောင်ဖဲကြွနေပါလေပူလုံးကလည်းအလားတူပင်အိမ်ကိုမော့ကြည့်လိုက်ပြီမနေ့ကဦးကျော်နိုင် မော်တော်ကားနဲ့ပါသွားတာပဲပြန်လာတာမတွေ့သေးပါဘူးရှင်ဟုပြောလိုက်မင်းတို့နှစ်ယောက်ကလည်းကွာ သူ့ဘာသာသူဘဲသွားသွားပေါ့ကိုနဲ့ဘာမှအဆက်အသွယ်မရှိတော့တာစိတ်ဝင်စားမနေကြနဲ့ကိုပါကြီးကလူကြီးဆန်ဆန်ပြောလိုက်တော့လေစိတ်ထဲမှာကစနောင်စနေဖြစ်သွားသည် ကိုကျော်နိုင်နှင့်မခင်စောတို့၏စိတ်နေသဘောထားကိုအကဲခတ်ပြီးဖြစ်၍ယနေ့မခင်စောမျက်နှာညှိုးနေသည်မှာကိုကျော်နိုင်နှင့်ပတ်သက်နေသလိုဟုတွေးမိ၏စိတ်ဝင်စားရတာပေါ့အကိုပါကျွန်တော်လဲရိမ့်မိတန်တွေရိမ့်မိပါလေဗျဒီစီးစိမ်ရှင်မကကိုကျော်နိုင်ကိုအမိဖမ်းနေတာဗျမနေ့ကတခါတည်းများကိစ္စတုံးသွားကြပြီလားမသိဘူးတာတို့ကအတေလင်းဖွင့်မပြောဝင်တော့လေသူချစ်တော်အမဆောအတွက်မခံချစ်တော်လေတံမှာထင်ရှားနေလေသည် အမလေးတော်ဒီအတိုင်းအမှန်ရင်တော့ဥကြော်နိုင်နွားဖြစ်ပါပြီအမဆောနဲ့အကျင့်စာလိုက်တာအနေအထိုင်းသဘောထားကမိုးနဲ့မြေလိုကွာနေတဲ့မိမကိုများပူလုံးကလည်းကိုကြော်နိုင်နဲ့မက်ခင်ဆောအရှင်ကြီးကိုရိမ့်မိသည့်အလျောက်မက်ခင်ဆောအတွက်ခံပြင်းသောစိတ်သူ့ဘဝကိုဖျက်ဆီးခဲ့သောခင်မေအောင်ကိုယုံမုံသောစိတ်ဖြင့်ပြောလိုက်၏စကားဆက်နေလျင်မက်ခင်ဆော၏တိတ်ခါကိုထိခိုက်လာမည်ဆိုသည့်ဖြင့်ကိုပါကြီးကဟန်တားလိုက်၏ ဟေးတော်ကြစမ်းကွာဒီအထုပ်အပိုးတွေနဲ့ကားမတ်တိုင်မြန်မြန်ရောက်ဖို့အရေးကြီးတယ်ဟေ့တုံးယောက်သားစကားမဆက်တော့ပဲခတ်တုတ်တုတ်လျှောက်လာခဲ့ကြသည်ကြော်နံကုံမရီသားဆိုင်မှာနနန်းစာထမင်းစားခြင်း၁၇နာရီလောက်တွင်အလौဒမားရောင်းစီရေးများအားထမင်းစားခြင်း45မိနစ်ခွင့်ပြုသည်ဖြင့်ထိုအချိန်မှာဆိုင်တွင်လူချင်းနေတတ်သည်ဝဲသူလာလျင်ကိုကြော်နံကိုတန်းရောင်းနေရှိသည်ကိုပါကြီးတို့လူစုရောက်သွားသောအချိန်မှာထမင်းစားခြင်းနဲ့တိုက်ဆိုင်နေသည့်အပြင် ဝဲသူရှင်းနေသည်ဆိုင်ရှိခန်းတွင်ငွေရှိအန်းသော ကောင်တာဝဲကိုကျော်နိုင်နှင့်ခင်မေအောင်တို့ရှင်တွဲကကြည်နူးနှစ်သိမ့်သောမျက်နှာဖြင့်ခေါင်းချင်းဆိုင်လျက်တည်င်းစတဆောင်ကို ကြည့်နေကြသည်ကို တွေ့ရ၏ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်တည်ဆက်မှုကိုဒီမှာတင်ခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာရှင်ပေပြီးဝေရောက်နားဆင်အားပြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ